ဓာတ်လေကားကနေထွက်လာတဲ့ရောင်ဟိတယောက်သူ့ကျင်ညာဘက်ကိုရှာပေးနေတဲ့အမဖြစ်သူကဖုံးဆက်တဲ့အခါကျွန်တော်မင်းကလေးနဲ့တွဲဖို့အစီအစဉ်မရှိသေးဘူးဆိုတဲ့သူကိုရောင်ကြားလေးနဲ့တွဲမလို့လားဆိုတဲ့အမကအဲ့ဒါဟန်နာပြီးကြောင်လာမေးတော့အဲ့ဒီမင်းကလေးကဘယ်သူလဲဆိုတဲ့သူကိုဘလို့လုတ်တိမှလဲနင်းရဲ့မူတိုင်းသူ့ကိုရှာမယ်ဆိုပြီးပြောတာမဟုတ်ဘူးလားဆိုတဲ့အမဖြစ်သူကိုမဟုတ်ဘူးလို့ဖင်ပိတ်ပြီးညင်းနေတဲ့ရောင်ဟိကကျွန်တော်ခွဲစိတ်ခံဝင်ရမယ်လို့ပြောပြီးဖုံးချလိုက်ပါတယ် ဟုတ်နေတာပဲမင်းရက်မူတိုင်းနာပြီးကိုရှာမယ်ဆိုပြီးပြောတာလေးဆိုတဲ့ရောင်ဟီအမရောင်ကြတဖြစ်လဲသူ့ရဲ့တငယ်ချင်းဂျန်ဆယ်ဂီကိုဒီကန်ကျမစိုးကြရောက်ခဲ့တာကမင်းလဲတစိတ်တစ်ပိုင်းပါဝင်နေတယ်မဟုတ်လားဆိုတဲ့ရောင်ဟီကိုအရက်ခွက်ငယ်ပေးပြီးတောင်းပန်လိုက်ပါတယ်အထက်တန်းတုန်းကတမိုင်းစာအုပ်ငားနေတဲ့ဆယ်ဂီကိုသူ့စာအုပ်ပြစ်ပေးလိုက်တဲ့အခါပုံနှိပ်စာအုပ်၁၂အုပ်ထဲကအထူးဆုံးနဲ့အလေးဆုံးဖြစ်တဲ့စာအုပ်ကိုအခန်းထဲမှာအားအကြီးဆုံးနဲ့ယူကြောင်ကြောင်အနိုင်ဆုံးကောင်ကူမှသွားထိခဲ့ပါတယ်အဲဒါကြောင့်သူများတွေအသက်၁၉နှစ်မှစတင်ခဲ့တဲ့ကျမစိုးကိုသူကတော့အသက်၁၈နှစ်မှစတင်ခဲ့ပါတယ် ဒီတစ်ခေါက်မောင်နှမတွေ့ဆုံပွဲမှာလာမလားလို့ဆယ်ကီကမေးတော့အထူးတလဲတတိယရတဲ့သူမရှိဘူးဆိုတဲ့သူကိုဟန်နာဘီမရှိလို့အတိတ်ပဲမရှိဘူးဆိုတဲ့သဘောလားဆိုတာကြောင့်သူ့မျက်နှာကိုတော့မမတ်မိတော့ဘူးလို့ရောင်ဟီကပြောခဲ့ပေမဲ့ငူးလာတဲ့အခါမျက်လုံးကစိမ်ပုံစံနှာခေါင်းကပြောင်းဖူးမုန်းနေတူတယ်။သူမပြုံးတဲ့အခါသွားပေါ်နေတဲ့ပျော်နေတဲ့အခါဒီလိုပုံစံမျိုးပဲတစ်ခါပဲမြင်ဘူးလေဆိုတဲ့ရောင်ဟီကသူမကအခက်မကြီးဖြစ်ခဲ့ပုံပဲဆယ်နှစ်အတွင်းမှာတစ်ခါလေးတောင်မှအိမ်မက်ထဲမှာဘာလို့ပေါ်မလာခဲ့တာလဲလို့ညင်းတွားနေချိန်သူ့အမရောက်လာပါတယ် ဒီလူဖြစ်နဲ့အတူမတောက်ဖို့ပြောခဲ့တယ်မဟုတ်လားဆိုတဲ့မိမဖြစ်သူကိုအဲ့လူဖြစ်ကမင်းရဲ့မောင်မဟုတ်ဘူးလားဆိုပြီးမိမကိုပြန်ဆက်တော့ရောင်ဟီးကလူဖြစ်နဲ့အယူကဘာကွာလဲမေးတော့အမဖြစ်သူကတူတူပဲလို့ဆိုပါတယ်ရောင်ဟီးကမတူဘူးလူဖြစ်ကလေးနဲ့တလို့ခံစားရပေမဲ့အယူကတော့ချစ်ဖို့ကောင်းတယ်ဆိုကထထွက်သွားပြီးပိတ်တော့မဲ့ဘာတစ်ခုလဲကိုရောက်လာခဲ့ပါတယ် ဆိုင်ပိတ်သွားပြီဆိုတဲ့ဆိုင်ရှင်ဦးလေးကြီးကချောင်းဆိုပြီးမင်းအများကြီးတောက်လာတယ်ထင်တယ်လို့ပြောပါတယ်။ရောင်ဟီးကဆေးရုံကိုလာခဲ့ပါလို့ပြောတော့ငါ့ကိုစိတ်မပူနဲ့ကို့အနာဂတ်အောင်မြင်ဖို့အတွက်ပဲလှုပ်လို့ပြောတဲ့အခါဒီလိုဖြစ်အောင်ဦးလေးသမီးကပိတ်ဆို့နေတာမဟုတ်လားလို့ပြန်မေးခဲ့ပါတယ်။ငါ့ကိုရှင်တန်ဖို့ပြောပြီးဘာလို့သူကတေသွားခဲ့တာလဲဆိုပြီးဖားရဲကနာပြီးပုံကိုယူပြီးတစ်ချိန်ကသူမပေးဖြစ်ခဲ့တဲ့ကလစ်တစ်ခုကိုထုတ်ကာဓာတ်ပုံပေါ်တင်ပြီးလှလိုက်တာလို့ဆိုပါတယ်။နောက်တော့နာပြီးမတည်ခင်ကရေးထားခဲ့တဲ့ဒိုင်ယာရီစာအုပ်ကိုထုတ်ကာဖတ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်သူ့နားထဲမှာရေဒီယိုအစီအစဉ်တစ်ခုကနေလူတိုင်းမှာပြန်သွားခြင်းတဲ့အချိန်ကာလတစ်ခုရှိတာမူတကယ်လို့အခွင့်အရေးပေါ်လာခဲ့ရင်ဘယ်အချိန်ကိုပြန်သွားခြင်းလဲမေးတော့သူ့ပါဇက်ကနေဟန်နာဘီလို့ရေရွတ်နေခဲ့ပြီးပြန်သွားရင်ပြန်လာလို့မရရင်တော့မှလားလို့ထပ်မေးတော့ဟုတ်ကဲ့အဲ့ဒီလိုဖြစ်လဲရတဲ့ဆိုကအရက်တစ်ခွက်ကိုတောက်ပြီးမှောက်သွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ तू မသိစိတ်ထဲကလားတကယ်လားဆိုတာမသေးချာပေမဲ့အပြင်မှာသူ့ကိုစိုက်ကြည့်နေတဲ့နာပီကိုတေချာစွာမြင်နေရပါတယ်။ဦးလေးကြီးအပြင်မှာနာပီလို့ပြောနေချိန်ပျောက်သွားတဲ့နာပီကိုဒိုင်ယာရီစာအုပ်ယူပြီးလိုက်သွားခဲ့ပါတယ်။လမ်းကြားထဲပြေးထွက်သွားတဲ့နာပီနောက်ကိုလာရင်လင်းထိန်ပြီးပြန်ပိတ်သွားတဲ့တံခါးပေါက်တစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်ရောင်ဟီကတံခါးကိုဖွင့်ပြီးဝင်သွားခဲ့လိုက်ပါတယ်။